ဟယ်လိုအားလုံးမင်္ဂလာပါကိုတိဖုတ်ဘောချန်နယ်ကနေအားလုံးကိုပြန်လည်ကြိုတို့လိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့စနေနေ့ဆိုတော့ပွဲများပါတယ်အဲ့တော့ကျွန်တော်လည်းဖိုင်တစ်ဖိုင်ခွဲထားပါတယ်ပေါ့နော်အပထမဒီဖိုင်မှာတော့စပိန်လာလီကာနဲ့ဘွန်ဒက်လီကာပွဲစဉ်တွေအရင်ပြပြပေးမယ်ဒုတိယဖိုင်ကြမှာကျွန်တော်ပြီးများလီပွဲစဉ်တွေပြပြပေးပါမယ်နော်အဲ့မနေ့ကတော့မန်မာဒီကကျွန်တော်ဂီတာဖေးရတယ်လိုင်းစစ်ကိုပေါ်ကြတယ်ပေါ့နော်ဖရီကတော့လိုင်းစစ်ကိုပေါ်ပြီးတော့ကြသွားတယ် online disc ကလည်းပြား60လောက်ကြာတယ်။သုံးလုံးနဲ့ပဲရက်သွား။အဲ့တော့မနေ့ကတော့အပေါ်လေးမလာဘူး။ဂူပေါင်းနေအောက်သွားတယ်ပေါ့နော်။အော်ဒီနေ့တော့ဂူပေါင်းအပေါ်လေးမြင်ရမလားပေါ့နော်။ဒါလေးတော့ chest ဆောင်ကြည့်ရမယ်။အဲ့တော့ဂျာမန်ကတော့တော်တော်လေးကျွန်တော်တို့နှိပ်စက်နေ။ဂျာမန်တောက်ကြ formula မဝင်တာ။တော်တော်လေးကိုကြာနေပြီလို့ပြောလို့ရပါတယ်နော်။ကဲတော့ကျွန်တော်ဒီနေ့ပွဲကြီးစပြီးပြောကြရအောင်အဲ့တော့ကျွန်တော်ရဲ့ free channel တွေဖြစ်တဲ့ဒါ Viber free channel Telegram free channel မဝင်ရသေးဘူးညီကိုရှင်လေကိုမမှာ link လေးချပေးထားပါဗျာ ောက်ကမှာဝင်ငယ်ညီကိုရှင်လဲတာဒီဇင်မှာလောက်တဲ့မှာခေါ်နေပါပြီအဲဆက်တွေ့ဖုန်းနံပါတ်တွေကိုဒါကွန်မန့်မှာကျွန်တော်လင့်လေးချလိုက်ထားပါတယ်နော်အဲတော့ကျွန်တော်စပါမယ်စပိန်လာလီဂါကအရင်စပြောပေးပါမယ်ပထမဆုံး9နိုင်ခွဲဒီနေ့စနေညမှာအစောဆုံးကံမဲ့ပွဲစဉ်မာလော့ကာနဲ့အိုဆာဆူနာလက်ရှိမှာမာလော့ကာက level 40ရှုံး3အဲ sorry နှလုံး25ပြားရှုံးပေးထားတယ်ပေါ့နော် တော့မနေ့ကစပိန်ပွဲကျွန်တော်ဂီတာဖီးကအိမ်ရှင်နိုင်သွားတယ်ဂိုပေါင်းအောက်သွားတယ်အော်ဒီနေ့မာလော့ကာပွဲဘယ်လိုလာမလဲပေါ့နော်မာလော့ကာမာလော့ကာမာလော့ကာကတော့မာလော့ကာလို့ဒီအလာဘတ်တို့ဂီတာဖီးတို့အကုန်လုံးပါပဲနော်ဒီကောင်တွေကတော့ဟိုဂိုပေါင်းဂိုပေါင်းကန်တဲ့လက္ခဏာရှိအသင်းတွေပါပဲသူတို့ပွဲကြီးလိုက်ရှင်လဲဂိုပေါင်းလေးတွေပျော့ပျော့လေးပဲဖွင့်တာပေါ့နော်လက်ရှိမာလော့ကာကကျွန်တော်အဆင့်16မှာခဏရယ်နော် လေချာဟုတ်တယ်16မှာအိုဆာဆူနာက16မှာနှစ်သင်းစလုံးကတန်သင်းဆုံးရောင်းအားရှိနေတဲ့အနေအထားမှာဖြစ်နေတယ်အိုဆာဆူနာကအဝေးကွင်းဖောင်ကျော်ကြည့်တဲ့အခါမှာအောက်ဆုံးပြလုံးဝနိုင်ပွဲမရှိသေးဘူးเนาะခုနှစ်ပွဲမှာတပွဲတည်6ပွဲတောင်ရှုံးတာရာကိုတကိုးပဲရှိရပီကိုရှစ်ကိုတည်းရှိတာ မလောကအင်္ဂလိပ်စံဆောင်ရနှစ်ပွဲနိုင်သုံးပွဲတည်တပွဲရှော့ငါးကူရ6ကူပေးဆိုတော့မလောကအင်္ဂလိပ်လေးတော့မဆိုးဘူးလို့ပြောလို့ရတယ်ဗောနော်အဲ့တော့အိုဆာဆူနာကကျွန်တော်တို့ဒီနေ့ရာဒီအရင်အချိန်အရင်မကောင်းတော်တော်လေးချိန်နေဆိုးနေအဲ့ဒါကြောင့်မလို့လေဒါတန်လင်းဆိုတဲ့ရောက်နေတယ်ပြောလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီပွဲမှာအင်ရှင်အာတာချက်လေးရှိတယ်ဗောနော် ပြီးအိမ်ကွင်းဆိုရင်ဒီနေ့မှရှုံးခဲ့တာဆိုတော့မာလောကဘာစီကိုပဲသူတို့ရှုံးခဲ့တာကြ။ဂျန်နဲ့ပွဲစဉ်မှာ80တောင်တေကလားနိုင်တယ်နော်။အဲ့ဒါကြောင့်ဒီပွဲမှာကျွန်တော်မာလောကကြိုက်တယ်။အဲနောက်တစ်ခုကဒီအိုစာဆူနိုင်အဝင်းကားရဲ့ဖောင်ကရာကူရတကူပဲရှိတော့ကိုပေါင်းကြီးလည်းနှူးနေတာဆိုတော့ကိုပေါင်းအောက်ပဲကြိုက်ပါနော်။အဲ့တော့မာလောကနဲ့ကိုပေါင်းအောက်လေးကိုစပြီးရွေးချယ်ပေးလိုက်ပါတယ်။နောက်တစ်ပွဲဘာစီလိုနာနဲ့ အလာဘက်9:45နှလုံး55ပြား9 3 80ရှော့အဲစာနေကြီးနေကြည့်မယ်ဆိုရင်တော့ဘာကာကနှလုံးတည်နှလုံး5ပြားရှုံးလောက်စပြီးခဲ့တယ်3လုံး90ရှော့ဘော်ဒီကြီးတန်းလေးနည်းနည်းလေးပျော့လာတယ်ပေါ့နော်နှလုံး55ပြား10ပြားပါ10ပြားလောက်ကတော့တိတ်ပြီးတော့အရင်ကြီးတော့တိတာပြောင်းလဲမှုတော့မရှိပါဘူးနော်အဲ့တော့ ဘာလီလိုနာရီဂျာရဲမှာကျွန်တော်လန်ဒန်ကိုလာတယ်ချက်စီနဲ့ကန်နဲ့ရှုံသွားတယ်သူရီစီနဲ့ကိုပြက်ချေပြက်ရှုံသွားတယ်ရမဲလို့ပေါ့ချေသွမ်းမပြနိုင်အော်ဒီနေ့မှာတော့ဒါသူတို့ပထမဒီ အိမ်ဝင်ပွဲနေဖြစ်တဲ့ဘီဘာကိုဖုန်းညနိုင်ပြီးတော့ဒါဒီနေ့ကဒုတိယမြောက်အိမ်ဝင်ပွဲစဉ်အိမ်ဝင်ဆိုတာကတော့နူးကပ်မှာပြန်ကန်တဲ့ဒုတိယပွဲစဉ်ဆိုတော့ဒီပွဲမှာတို့နိုင်ပွဲပြန်ရှာမှရမယ်နောက်တစ်ချက်ကဘာရေးကြီးလဲလို့ 2D ဒါပြီးရင်ကျွန်တော်တို့အတလက်တီကိုမက်ထရစ်နဲ့ကင်ရမယ်အဲ့တော့အတလက်တီကိုမက်ထရစ်လည်းဒီနေ့ညမှာကင်မှာပဲအိမ်ဝင်မှာကင်မှာဆိုတော့အတလက်တီကိုမက်ထရစ်ရောဘာစီလိုနာရောဒီနေ့မှာနိုင်ပွဲကိုစီရောက်ကြိုးစားလိမ့်မယ်ဘာကြောင့်လဲတို့နေ့နောက်ပွဲကဘယ်သူနိုင်သွားမလဲဘယ်သူအရမက်အပြည့်ရမလဲဆုံးရှုံးမလဲဆိုတော့ ေချာမတေချာမြေရဲ့အလုတ်ကမကောင်းဘူးเนาะအဲ့တော့ဒီနေ့မှာတော့ဒါရေရတေချာမှုရှိတဲ့ဒီအလာဘက်နက်ပွဲစဉ်မှာဘာလီနာ၃မဲ့ရအောင်ယူလိမ့်မယ်အဲ့တူကတော့၃မဲ့ရအောင်ယူသွားတယ်1 3လောက်နေပေါ့เนาะအဲ့2 3လောက်ပြန်มาကျွန်တော်ကပြား10ပြား15ပြားလောက်ပဲစားမယ်ဆိုနေတာ2 3ပြက်ဖို့ရခိုင်တော့များလားဆိုတော့ကျွန်တော်အမြင်ဆိုတော့ပြက်နိုင်နေပြက်နိုင်ကြီးများတယ်ဘာလီနာအနေနဲ့ဟိုချယ်လီရအရှုံးကိုဒီနေ့မှာ ပြန်ပြီးပောက်ကွဲလာမလားပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်ကြည့်ချင်တယ်ပေါ့နော်အော်အလာဘက်အနေနဲ့လက်ရှိကန်ထားတဲ့အဝေးဝင်းကားရဖောင်ကိုကြည့်ပြန်တော့လေသူနိုင်ခဲ့တာဒီအလာဘက်ဒီဘီဘာအိုကိုပဲဝမ်းသင်းရသူနိုင်ခဲ့တယ်ဂျန်နေပွဲစဉ်တွေမှာသူအကုန်လုံးရှုံးနေပေါ့နော်အတင်းကြီးနဲ့လည်းသူကန်ထားမှရှိသေးဘူးပြအတင်းလက်ဒီဘက်ဒစ်တို့ အဲဘလကာနိုဒီလောက်ဒီပဲကန်တာဂျီရိုနာလိုအသင်းမျိုးတော်တို့ရှုံးနေဆိုတော့လာဘက်ရဲ့ဝင်ဝင်ကာနန်ဖောင်ကကျွန်တော်တို့အားရစရာတော်တော်လေးမကောင်းပါဘူးเนาะအော်ဒီအနေထားမှာကျွန်တော်အိမ်ခွင်းမှာဒါချဲစီရဲ့အရှုံးကိုပြန်ပြီးတော့ဖာထေးဖို့ဒီနေ့မှာပြန်ပြီးတော့နူကန့်မှာဒါပောက်ကွဲလိမ့်မယ်လို့ယုံကြည်တယ်ပေါ့เนาะအဲ့ဒါအဲ့ဒါကြောင့်ကျွန်တော် ဘာစီလိုနာပွဲစဉ်ကိုဘာစီလိုနာဘော်လီကြိုက်ပါတယ်။နောက်တစ်ခုဂူပေါင်းကြီးဂူပေါင်းကြီးကတော့တိတ်ပြီးတော့မကြိုက်ဘူးအပေါ်တက်ဖို့တော့သုံးလုံးထီးတော့ရောက်နိုင်ကြီးများတယ်။လေးလုံးရောက်ဖို့နည်းနည်းလေးစိုးရင်ရအလာဘက်တကူလောက်ရသွားနိုင်ကြီးများမှပိုပြီးစိတ်ချရမယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျွန်တော်ဂိုးပေါင်းကိုလက်ဆောင်ခြင်းနဲ့အောက်ကိုလည်းမပေးခြင်းဘူးအန်ဒီများလို့ဘော်ဒီမှာဘာစီလိုနာဘော်ဒီချောင်းနဲ့ကျွန်တော်ကြိုက်ပါနော်နောက်တစ်ခုကလီဘန်ဒီနဲ့အက်တလက်တစ်ဘီဘောဘီဘောကဝေးခွင့် ငါးပြားရှုံပေးတယ်နှလုံး60ရှော့အဲ့တော့စတဲ့ကြီးကိုကြံကြည့်တော့ကျွန်တော်ဘာမှမသိတအောင်เนาะနှလုံး60ရှုံအတူတူပဲ body gen body gen level 60ရှုံဆိုတော့အခုက55ပြားလာဘာမှမကွာဘူးအဲ့တော့ BBO ကအဆင့်10မှာ Liban D ကကျွန်တော်တို့အဆင့်19မှာဗျတန်းလင်းလုံးထဲမှာ ။အော် DJ တန်းရဆိုရင်တော့ကျွန်တော်အမြင်ဆိုရင်တော့ဒီပါကိုပေးတဲ့ကြီးကနည်းနည်းလေးများနုလင်နုနေမလားပေါ့နော်။ဘာကြောင့်လဲဆိုတော့လီဗန်နီတွေတော်တော်လေးကာလဖောင်ချင်းတွေစိုးနေတန်စင်းစုံအောက်ဒီ၁၉မှာတော့ရောက်နေအတင်းဖြစ်နေတဲ့အတွက် အဲဒီဘန်ဒီကိုဒီတက်ပို့ပြီးတော့ဘီဘာအိုနဲ့ပြေးလို့ရမယ်လို့ယူဆတယ်။ဒါပေမဲ့ဘီဘာအိုဒီဂျာရဲမှာတော့ဒါချန်ပီယံလိဆလာရဲပရာဟာဝင်ကွင်းသွားကန်ထားတဲ့ချက်တော့ရှိတယ်။ဝင်ကွင်းသွားကန်ရဒီနေ့မှလည်းအဝင်ကွင်းလာကန်ရတယ်။အဲအဲ့လိုတဲ့ချက်ကြောင့်အဝေးတို့ဝေးကန်ရအတင်းနဲ့ခီးပန်းမှုဒဏ်ဒီခံရတယ်၊ပွဲပန်းမှုဒဏ်ဒီခံရတာဖြစ်တဲ့ကြောင့်ကျွန်တော် ကတော့ကြီးပြော့ပေးထားလို့ယူဆ။အဲ့တော့ဒီနေ့မှ အင်ရှင်လီပန်ဒီပဲကျွန်တော်ကြိုက်ပါเนาะလီပန်ဒီကြိုက်တယ်ဘီဘောမနိုင်တော့ဘူးတေလောက်ပဲသွားမယ်လို့ယူဆတယ်ပေါ့เนาะအော်ကျွန်တော်လီပန်ဒီဘော်ဒီကြိုက်တယ်ကိုပေါင်းကကိုပေါင်းကတော့လီပန်ဒီကအိမ်ကွင်းဆိုရင်တော့မစိုးဘူးဗျာเนาะခဏပြန်တော့ကြည့်ပြမယ်ကျွန်တော်အိမ်ကွင်းမှာငါးဘွဲဆက်တော့ကိုပေါင်းအပေါ်ကန်ပေးထားတယ်ဗျာเนาะဘာစီယို2 3နဲ့သူရှုံးနေဘတ်တစ်ကို2 2ရီယယ်မက်ထရစ်ကို1 4အဲ့တော့ဆိုတော့ အတင်းကြီးတောင်သူကိုပြန်တွင်းနိုင်လာဆိုတော့ဒီနေ့မှာဘီဘာကိုတကူတော့တွင်းလိုက်မယ်ဆိုတော့ကျွန်တော်ဝန်ဝန်လောက်ကတော့တွားနိုင်တယ်ဝန်ဝန်ဆိုတော့ပြား90ပြား60ဒီလောက်ရင်းကြည့်ပြီးတော့အပေါ်လာနိုင်ကြီးများတယ်ပေါ့နော်အဲတခုတော့ရှိရရှေ့မှာမာလောက်ကအောက်တယ်ဘာစီလေးအောက်တယ်အခုညကခံသွားဂီတာဖေးကလည်းအောက်တာဆိုရှေ့သုံးပွဲဆက်လောက်အောက်သွားပြီးတော့ဒီလီဗန်တီပွဲစဉ်အေဒီကိုပွဲစဉ်ကြီးကြာရင်အပေါ်လေးတခြားလာနိုင်ကြီးများတယ်တပွဲမို့တပွဲလာနိုင်ကြီးများအဲ့တော့ရှေ့သုံးပွဲရက်ဆက်လေးတော့တစ်ချက်ကြည့်ပါနော် ကြည့်ပြီးတော့ဒီဒီမန်ဒီပြပောက်ပွဲစဉ်12နိုင်မှာကံမှာဆိုကူပေါင်းအပေါ်ဆော့တင်လားအောက်ဆော့တင်လားတစ်ချက်ဒါစဉ်းစားလို့ရပါတယ်။အော်ဒီပွဲမှာကျွန်တော်လီပန်ဒီဘော်လီလေးပဲပေးထားလိုက်ပါမယ်နော်။အော်နောက်ဆုံးတပွဲဒီစပိန်လာလီကာနောက်ဆုံးပွဲ2နှစ်ကျွဲမှာကံမဲ့ AD ကိုနဲ့ Obito ရဲ့ Obito လက်ရှိမှာ AD ကိုကနှလုံး45ပြားနိုင်တုံး55ပြားနိုင်အော်ဒီပွဲကဒီဘာစီလိုနာရဲ့ result ကိုကြည့်တင်တယ ဘာဂျီလိုနာနိုင်လားချုံလားကြီးအောင်လားကြီးကြလားကျွန်တော်တစ်ချက်ကြည့်ဘာဂျီလိုနာကြီးအောင်နေဆိုတော့အက်ဒလက်တီကိုမက်ထရစ်ဘော်ဒီကိုတစ်ချက်ရှောင်လိုက်တော့ဘာစီကြီးကြရဲဆိုရင်တော့အီတီကိုဘော်ဒီယူလို့ရအော်အဲနှစ်တင်းစနော်ဒီအတူတူပဲလीနော်ခုနကျွန်တော်ပြောခဲ့လွယ်ဘာစီကလည်းအီဒီကိုနဲ့ကန်ပါဆိုဒီနေ့မှအနိုင်ကန်မှဖြစ်မယ်အီဒီကိုကလည်းအခုဘာစီနဲ့ကန်ပါဆိုတော့နောက်ပွဲမှာ ဒီနိုင်နိုင်ဖို့ခက်တဲ့အတွက်ဒီနေ့မှာအနိုင်ကံမှာအဲ့တော့အင်ဒီကွာဂျာယက်မှာအင်တာနက်ကန်ခဲ့ရတယ်အိမ်မီမှာကန်ဟုံးလူဟုံးအင်ဒီအီဒီကိုနဲ့ပွဲပမှုတန်ခီးသွားပါညာမရှိတော့ AC ပဲပေါ့နော်အနှလုံး40နိုင်50နိုင်ကတော့ဒါလက်ခံပြီးလို့ရရကြည်တန်းလို့ပြောလို့ရတယ်ပေါ့နော် ဘာလို့ဒရုန်းနဲ့နောက်ဆုံးတွေ့လုံခဲ့တဲ့2023စပိန်ကပ်မှာတလုံး90ရှုံးအဝေးကွင်းမှာတွားဖွင့်တာဒီအီဒီကွာအဲ့တော့အဝေးကွင်းမှာတလုံး90ရှုံးဆိုတော့ဒါအိမ်ကွင်းသူနှလုံး90နိုင်ဒါမှန်ကန်မှုရှိတယ်လို့ပြောလို့ရရဲ့လက်ရှိအမှတ်ပေးဆရာအရာဆိုရင်တော့ဒါအပေါ်ဆုံးဒီထိတ်ဆုံးဝင်ပေါ့နော်အဆင့်၄ကနေပြီးတော့အောက်ဆုံးအသင်း20ကိုပေးတဲ့ဂျီဒန်ဆိုတော့နည်းနည်းလေးပြင်းပေးလို့ရတယ်နော်ဘာစီလိုနာတောင်မှကျွန်တော်လီပန်တီးကိုဒါ နှလုံးတေဝင်ဝင်ဝင်ကျင်တာနှလုံးဆယ်ပြားနိုင်လောက်ပေးထားတယ်ဒီကောင်လည်း AD ကိုလည်းနှလုံးတေတော့ပေးလို့ရတယ်ပေးမယ်ဆိုရင်တော့ဒါမှနှလုံး90ကလည်းအရင်ပြော့လားဆိုတော့လေပြော့ပြော့တယ်လို့ပြောလို့မရဘူးလက်ခံပေးလို့ရတဲ့အနေထားပေါ့နော်အဲ့တော့ body ကိုကျွန်တော်ကဘာစီနဲ့ချင်းချင်းမျိုးကစားသေးတယ်ဒီဘက်မှာကျွန်တော်ဘာကြိုက်လဲဆိုခူပေါင်းပေါ်ကြိုက် VOB2 ကအင်ကွင်းဆိုရင်ခူးအောက်တယ် ဒါရွေး obido လို့ pizza လို့ italy မှာဆိုပီซ่าလို့ပေါ့နော်အဲဒီကောင်နဲ့အိမ်ကွင်းနေဆိုဟိုအောက်တွေပဲကန်တာဂိုးမပေးရအောင်ခန်းတဲ့အတကောင်ပိတ်ဆော့ကန်တာအဝေးကွင်းနေကြတော့အဲ့လိုမဟုတ်တော့ဝေးကွင်းနေကြသူလဲဂိုးရတဲ့ခါရတယ်ဂိုးလေးလဲတောက်လျှောက်ပေးရတော့အပေါ်လေးများတယ်နောက်ဆုံး၅ပွဲမှာ၃ပွဲတော့အပေါ်တက်တယ်တူတူ၂ပွဲအဲတူတူ၃ပွဲ3 3 3ပွဲ2 1 3ပွဲ obido ကန်ထားတဲ့ထဲမှာနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီဘက်မှာဂိုးပေါ်လေးကြိုက်တယ် နော်အခုဘော်ဒီကြိုင်တဲ့ဘော်ဒီကတော့ဘာတီကြီးကြမှ AD ကိုဆော့ပါဘာတီတကယ်တော့ကြီးအောင်ွားခဲ့လို့ရှင်ဒီပွဲကိုအဲမဆော့နေတော့ AD ကိုဘော်ဒီမဆော့နေတော့ပေါ့နော်ကိုပေါင်းအဘော်လေးပဲဆော့ပါနော်အဲ့လိုလေးအကြံပေးခြင်းပါတယ် အဲဒီမှာကျွန်တော်တစ်ချက်ပြန်ချိန်မယ်ဆိုရင်ဘာစီနဲ့ AD ကိုတကယ်လို့ဒါဒုတိဝင်ရောကြည်နန်းတူတူဖြစ်မယ်ဆိုရင်နောက်ကဖွင့်တာကိုပေါင်းကြီးကမတူဘူးညာ35ပြားနိုင်မယ်ဖွင့်တာ AD ကဘာကာ380ရှုံးဖွင့်တာပြီးရပါတော့အဲကိုပေါင်းကြီးပေါ်နိုင်ကြီးများလာဆိုတော့ဘာကာပွဲကပို့ပြီးတော့ပေါ်နိုင်ကြီးများတယ်ဒါပေမဲ့ကျွန်တော်ကဘာကာပွဲက ဟိုထိုးသားပို့ပြီးတော့ပြုံနိုင်တဲ့အချက်ကြောင့် AD ကိုပွဲကိုပေါင်းပေါ်လေးပို့ပြီးယူလိုက်တာပေါ့နော်ပြီးတော့ AD ကလည်းလက်ရှိအင်ကွင်းမှာဆိုဂိုတွင်းကကောင်းတဲ့အထင်မှာပါတာပဲ AD ကရဲ့အင်ကွင်းဂိုတွင်းကဟိုတော့ short တွေ့လို့မရအောင်နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကိုပေါင်းအပေါ်လေးကြိုက်ပါနော်ကဲတော့ကျွန်တော်တို့စပိန်ပြီးပြီဆိုတော့ဂျာမန်သွားကြမယ်ဂျာမနီကိုသွားမယ်ဂျာမနီကဘိုင်ယန်ပွဲနဲ့စတယ်9နိုင်ဂျာမနီကဒီနေ့9နိုင်ပြီးတော့12နိုင်တပွဲပေါ့နော်ဂျန်နာ9နိုင်၄ပွဲလောက်က9နိုင်မှာကင် အဘိုင်းရင်က၃လုံးကို85ပြားနိုင်၄လုံး85ပြားနိုင်ဘော်ဒီခြေတန်းကတော့ပြောင်းလဲမှုမရှိဘူးဗျာနော်စတဲ့ခြေ၃လုံး80ဝင်ကျင်မဲ့ဖွင့်ခဲ့တယ်ကိုပေါင်းခြေ၄လုံး90ဝင်ရိုးအခြေခံဖွင့်ခဲ့၄လုံး35ပြီးခဲ့အခု၄လုံး85 90ဆိုတော့ကိုပေါင်းခြေပြော့လာတယ် ဘော်ဒီကြည်တန်းကတော့တည်တည်ငြိမ်ငြိမ်လေးရက်တည်နေရပါတော့။အော်ဘိုင်ယန်ကလည်းအဝေးကွင်းမှာချန်ပီယံလိမှာဂျာယက်မှာဒီအာဆင်နယ်ကိုလန်ဒန်မှာသွားရှုံးနေ။အော်ဒီနေ့မှာဒါကုမ္ပဏီအနေနဲ့ဒါဘောင်းဘတ်စ်ပြန်လုပ်မယ်ပါဗျာ။အရှုံးကလည်းပြန်ပြီးနိုးထမယ်ပေါ့ဘာညာပေါ့တည်ရမလား။တစ်ဖက်ကစိန်ဘော်လီကိုကြည့်ရောလဲစိန်ဘော်လီကလည်းလက်ရှိမှာဆိုတော့ဒါလျှောက်အောင်နားလေးမှာကန့်နေတန်လင်းလုံးပေါ့နော်။အော်အရင်ကြီးကောင်းတဲ့ထိုင်မှာမပါဘူး။အဝေးကွင်းကိုကြည့်မယ်ဆိုရင်လည်းအဝေးကွင်းမှာဆိုရင်လည်းဒါတပွဲပဲနိုင်နေလေးပွဲတိတိရှုံးနေ3-9ရာခွန်းနှစ်ကိုပြီးတော်တော်လေးချင်းနေဆိုးတယ် အော်ဘိုင်ယန်ကဒီနေ့အင်ကွင်းဒီဘွန်ဒက်လီဂါမှာ6ပွဲကန်6ပွဲလုံးနိုင်တယ်ပေကူ3ကိုပဲရှိတာရာကို26ကိုလော်တော်လေးကအကောင်းတယ်နော်ဘိုင်ယန်အင်ကွင်းတော်တော်လေးမိုက်တယ်အဲ့တော့မနေ့က live set လုပ်စားသွားတယ်ကူပေါင်းအောက်သွားတယ်ပေါ့နော်ဘော်ဒီလည်းကျတယ်အောက်ဆုံးဝင်သွားတယ်ပေါ့နော်အော်ဒီနေ့မှာတော့ကျွန်တော်ကဘိုင်ယန်မြို့နစ်အနေနဲ့ဒီ3ကိုတော့ပြတ်မလားပေါ့နော်3ကိုပြတ်အောင်တော့ကံမလားပေါ့ကျွန်တော်ယူဆတယ် အဲခဏရနော်ကြီးအောင်လာကြီးကြတာနောက်ဆုံး၃ပွဲမှာတပွဲပဲအောင်နေနှစ်ပွဲတောင်ကြတယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်ဘိုင်ယံမဲကြိုက်ပါဘိုင်ယံ၃ကိုတော့ပြက်မယ်လို့ယူဆစိတ်ပေါ်လီညံ့နေရလဲပါတယ်နော်အဲကိုပေါင်းအပေါ်တော့မကြိုက်တော့ကိုပေါင်းကလေးလုံးအပြည့်စားကြီးကြကျွန်တော်ကမကြိုက်တော့ဘာလို့၃လုံးအပြည့်နိုင်၃လုံးအပြည့်စားမှာ ဘော်ဒီတောင်းလုံးပြည့်စားမှာကိုပေါင်းရင်လေးလုံးပြည့်နိုင်ရာပြော့တာပေါ့နော်တကယ်လို့လေးလုံးတည်ရပေးရမယ်ဒါမှမဟုတ်လေးလုံးမိုင်းနဲ့တောင်ပြီးမယ်လို့ပြေးလို့ရရှေ့က၃လုံး၈၅ပြားနိုင်ဆိုတော့တော်တော်လေးဘော်ဒီချင်းချင်းပြင်းနေလीနော်ကိုပေါင်းကြီးအောင်ဖြစ်နေအော်ဒီဘက်မှာဘိုင်ယံဘော်ဒီကြိုက်ပါတယ်ကိုပေါင်းကိုလက်ဆောင်ခြင်းပါနော်နောက်တစ်ပွဲကကျွန်တော်ဟော့ဖန်ဟင်းနဲ့အော့စပက်၃လုံး၆၅ပြားနိုင်ပြီးနေ၃လုံး၁၀ပြားရှုံးပြီးဘော်ဒီချင်းချင်းပြောင်းသွားတယ်ဗျ၃လုံး၄၀နိုင်ကနေ၃လုံး၆၅ အဲဝင်ရိုးနဲ့ကြည့်မယ်ဆိုရင်တလုံး90ဝင်ရိုးပါပြီเนาะအရင်ကြီးတော့ဝင်ရိုးရကြည့်မယ်ဆိုတော့နိုင်ငံတကာဈေးကွက်မှာတော့မပြောင်းလဲဘူးဒါပေမဲ့ကျွန်တော်မြန်မာကြီးနဲ့ကြာပြောင်းလဲဖြစ်သွားတယ်ပေါ့เนาะကိုပေါင်းကြီးကတော့တည်တည်ငြိမ်ငြိမ်ပဲဘာပြောင်းလဲမှုမရှိဘူးအော်ဒီနေ့နောက်ဆုံးကန်ထားတဲ့ reset ဒီပြီးတော့လက်ရှိ map ပြီးဇေယျ9နဲ့73ပါเนาะအော်အဲ့အချက်လေးတွေကိုကြည့်မယ်ဆိုတော့ဒီပွဲက3လုံးအချိန်မရွေးရောက်သွားနိုင်တဲ့ပွဲအော်ဒီပွဲကိုတော့အများကြီးတော့တိတ်ပြောစရာတော့တိတ်မရှိဘူး ဂူပေါင်းအပေါ်လီကြိုက်တယ်။နှစ်တင်းစလုံးကဒါပြင်းဒေါ်မွန်နဲ့ဟော့ဖိုင်ဟင်းကဒေါ်မွန်နဲ့တွားကင်ရမယ်အဝေးကွင်းကိုအော့စပက်ကလီဘာဂူတင်အိမ်ကွင်းဖရန့်ဘက်ကိုအဝေးကွင်းဆိုတော့အော့စပက်ကလည်းဒါဒီနေ့မှရုံးပါပဲ။နောက်လာမယ့်သူ့ရဲ့ဖစ်ရှာကပွဲကျက်နေနော်။ဟော့ဖိုင်ဟင်းကလည်းနောက်ပွဲဒီဒေါ်မွန်နဲ့ဆိုတော့ပွဲကျက်နေအဲ့အတွက်ဟော့ဖိုင်ဟင်းကလည်းဒီနေ့မှအိမ်မှာကမ်းမှာအိမ်ကွင်းမှာရအောင်ကမ်းမှာညှစ်ကမ်းမှာပဲ။အဲ့တော့ဖလိုးရဆိုရင်တော့ဘော်ဒီကကျွန်တော်တို့အော့စပက်90ရာခိုင်နှုန်းများတယ် အဲဘာလို့ဒီ hot fire အနေနဲ့ခွန်ကနေပြီးတော့73ကိုပေးတာတလုံးကိုအဲ့လို1 black 60ကြည်တန်ကျော်ပြီးခဲ့တဲ့ဘက်က dominant နဲ့ stuck ပွဲစဉ်လို့ကျွန်တော်လှုပ်ရှားသွားတယ်နော်ကျွန်တော်ခံလဲရတယ်အဲ့တော့1 black 60ဆိုကြည်တန်က ancient body ကြည်အောင်မခတ်ပါနဲ့အဲ့ဒါကြောင့် body ကိုတော့မဖြစ်မနေရွေးပေးပါဆိုတော့ osprey လေးကိုကြိုက်တယ်ပေါ့နော်အဲ goal pound ကအဓိကကျွန်တော် goal pound အပေါ်လေးကြိုက်တယ်နှစ်သင်းစလုံးရဲ့ garden form နေအရာအိမ်ကွင်းဝေးကွင်း goal twin အားအတွေ့အရာ goal pound အပေါ်ကြိုက်ပါတယ် ဒီ Osprey ကအိမ်ကွင်းဆိုတော့အလောက်ကိုမတွင်ဘူးသူကအိမ်ကွင်းဆိုတော့မှာ Dortmund တို့ပေါင်းတဲ့ဇီဝန်နဲ့ရှုံးနေ Hamburg ကို1-0နဲ့နိုင်တဲ့ position ကို German ကမှဇီဝန်နဲ့ရှုံးနေ Leipzig တပွဲပဲသူကိုပေါင်းပေါ့စစ်ကြီးနဲ့သူရှုံးနေဒါပေမဲ့အဝေးကွင်းကြတော့သူအဲ့လိုမဟုတ်ငေါနောက်ဆုံး၅ပွဲကိုကြည့်မယ်ဆို၄ပွဲအတိတ်ကိုပေါ့တယ်တပွဲပဲကိုလုံးနဲ့ဝန်ဝန်ပဲအော် Channel ပွဲ Stuttgart 3-2 Heidenheim 2-1 Flingbolli 2-1 Freiburg 3-1ဆိုတော့အော် Osprey ကဝေးကွင်းကကိုပေးကိုရရင်များတယ်ပေါ့နော်အဲအကြောင်းကိုပေါင်းအပေါ်လီကောင်းပါတယ်ဟော့ဖိုင်းပွဲကို ဒီကိုပေါင်းပေါ်လေးကြိုက်ပါနော်အဲ့တော့နောက်တပွဲ junior ပါလီနဲ့ high dan junior ပိုင်းတလုံး90နိုင်တလုံး80နိုင်ဘော်ဒီကြီးတဲ့ကိုအရင်ကြီးတော့တိတာပြောင်းလဲမှုမရှိဘူးဒီ1 black 53တုံးလုံးအပြည့်နိုင်ဝင်ရိုးတွေပဲခြေခံဖွင့်ပေးထားပါတယ်အဲ့တော့ junior berlin ကကျွန်တော်အဆင့်10မှာဒီ high dan hin က18မှာเนาะအော်ဒီပွဲမှာတော့ကျွန်တော် junior berlin နိုင်မလားပေါ့ တလုံး30 40ပတ်ချလဲဆိုနိုင်တဲ့နယ်ပေါ့နော်ယူနီဘာလင်နိုင်တဲ့နယ်ဟိုက်ဒန်ဟင်းကလက်ရှိမှာနိုင်ပွဲပြောင်းနေတာကကျွန်တော်တို့ဘယ်နှပွဲဆိုရှစ်ပွဲဆက်တိုက်ရှိပါနိုင်ပွဲလုံးဝမရှိရတာနောက်ဆုံးရှစ်ပွဲမှာနှစ်ပွဲပဲ draw ကြကျန်တဲ့6ပွဲရှုံးနေပေါ့နော်ဟိုက်ဒန်ဟင်းကတန်းပြန်ဆင်းရတော့တယ်ဗျအချိန်နေမကောင်းဘူးနော်အော်ဒီပွဲမှာကျွန်တော်အင်ရှင်အာတာချက်လေးရှိတယ်ဒါအိမ်ကွင်းလိုမဆိုးတော့ဒါယူနီဘာလင်လေးပဲကြိုက်ပါနော်ဘိုင်ယန်လိုအတင်းတော်မှဒါတူတူလားမနေယူနီဘာလင်ကန်ထားရည်နော်အဲ့တော့ဒီဘွဲမှာကျွန်တော် ယူနီယံပါလင်ကြိုက်တယ်ကိုပေါင်းကတော့နှုတယ်အဲအောက်ကိုပေးရလားဆိုတော့အောက်ကိုလည်းမပေးရပြန်ဘူးเนาะအောက်ကိုလည်းမကြိုက်ဘူးအပေါ်လည်းမကြိုက်ဘူးအဲ့တော့ယူနီယံပါလင်ဒီကြောင်လေးကျွန်တော်ကြိုက်ပါတယ်အဲနောက်တော့ပွဲကကျွန်တော်ပါရှိမယ်ဝါဒါနဲ့ကိုလုံးဝါဒါ level 35 3လုံး10ပြားရှုံး အော်ဒီမှာလုံကိုပေါင်းကြီးတွားတူနေဟော့ဖိုင်ကိုပေါင်းကြီးနေဒီဝါရကိုပေါင်းကြီးတွားတူရယ်ပေါ့နော်အော်ဒီနေပွဲကိုကျွန်တော်ချင်မယ်ဆိုရင်ဘယ်ကောင်ကိုပေါ်နိုင်ကြီးများလဲဆိုကြည်တန်းအရကြည့်မယ်ဆိုရင်ဘော်ဒီပြားရှုံးနေ ဘော်ဒီလေဗယ်ပြားရှုံးတဲ့ဂိုးပေါင်းကြီးမှာဆိုရင်ဒီပွဲကဝါတာပွဲကပိုကြီးဂိုးပေါနိုင်ခြင်းများဟိုကောင်းကြတလုံး1ဘလက်ပေါက်တာလीနော်ဘော်ဒီ1ဘလက်60လောက်ပေါက်တဲ့အချိန်မှာဂိုးပေါင်းကြီးတလုံး10ပြားရှုံးဆိုတော့ဒီနိုနှစ်ပွဲကြီးတဲ့ဂိုးပေါင်းကြီးတဲ့နှစ်ပွဲကိုရှင်းမယ်ဆိုဂိုးပေါနိုင်ဘယ်ဟာအကောင်းလဲဆိုဒီဝါတာနဲ့ကိုလုံးကပိုပြီးအကောင်းတယ်အော်ကြီးတဲ့အရာပါခြေစွမ်းနေအရာကြီးပြန်တော့လေဝါတာလည်းမဆိုးပါကိုလုံးလည်းမဆိုးပါဂိုးတွင်ကိုဂူပေးကိုယူဟွာဖြစ်ပါကောင်းပါအားပေးပါဟုတ်အားများတယ်ဂိုးပေါင်းကိုယူအားများတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလည်းကျွန်တော်ဂိုးပေါင်းပေါ်ပဲကြိုက်တယ် နော် body ကိုမကြိုက်ဘူး body ဒီပြား40ပတ်ချလေးယူကျွန်တော်မကြိုက်ဘူးပေါ့နော်ကျွန်တော်ဒီပွဲလဲကိုပေါင်းပေါ်ယူမယ်ခုနက hopping ပွဲလဲကိုပေါင်းပေါ်ယူတော့လုံး10ပြားရှုံးဖြစ်ပေမဲ့ဒါကိုပေါင်းပေါ်ဒီပဲကြိုက်ပါတယ်နော် body ကတို့လုံးနဲ့တင်းအပေါ်ကဲ့ရဲ့နော်9နဲ့10ဆိုတော့အဲမဖြစ်မနေရွေးပေးပါဆိုရင်တော့ဝါရာပဲယူရမှာပဲနော်ဝါရာအိမ်ကွင်းမစိုးဘူးကျွန်တော်ကြည့်လိုက်တယ် ကိုလုံးကလည်းဝေကွင်းမှာအမ်အားရကြတဲ့မကောင်းအင်ကွင်းဒီဝါရာအင်ကွင်းကပူမိုက်တယ်နော်သုံးပွဲနိုင်တပွဲတည်းတပွဲပဲရှုံးတော့ရတယ်အဲ့ဒါမဆိုးအဲ့တော့ body ဆိုတော့ဝါရာလေးပူကြရတယ်ဒါပေမဲ့မောင်းနေလောက်ပဲဆွတ်လိမ့်ကျင်တယ်တိတ်အာအာဘယ်လိုလဲတိတ်မကြိုက်ဘူးကျွန်တော်နော်ကိုပေါင်းပေါ်လေးပူပြီးနှစ်တက်တယ်အဲ့တော့နောက်ဆုံးတပွဲဂျာမန်ကကျွန်တော်လီဘာကိုစင်းတဲ့ဒေါ်မွန်ဒီနေ့မှာအကောင်းဆုံးပွဲစဉ် ကျွန်တော်တို့ပြီးခဲ့တဲ့တပတ်က Dortmund Stuttgart ကကျွန်တော်တို့ဖျော်ဖြေသွားတယ်ပေါ့ဗျာကိုပေါင်းအပေါ်ရင်းနဲ့ဒီတပတ်ကဘယ်လိုလာမလဲဂျာယန်မှာ netting throne ကိုစီကိုစီချန်ပီယံလီဂ်ကိုကန်ထားရတယ်လီဗာကိုစင်ဒီမန်စီးတီးကိုတွားပြီးတော့ဒါမန်ချက်စတာမှာတွားပြီးအနိုင်ရခဲ့တယ် Dortmund ကလည်းအင်္ဂွင်းမှာဒါအနိုင်ရခဲ့တယ်အော် netting throne တော့ဒါနိုင်ပွဲကိုစီတွေနဲ့ဂျာယန်မှာဖြတ်တန်းခဲ့ကြရတယ်လက်ရှိမှာ body gene တဲ့အဆင့်ကလည်း3နဲ့4တွေ့ဆုံကိုပေါင်းကြီး3လုံးတည်ရီကနေ3လုံး35ပြားနိုင်ဖြစ်လာဒီကိုပေါင်းကြီးအရဆိုရင်တော့ ခြေရဆိုတော့ကိုအောက်သွားမှာဒီပွဲကကိုပေါင်းပေါ်တက်ဖို့ခက်တယ်ခြေရကတော့ပြောနေစရာမလိုရလီဗာပူးသင်းလည်းတိုက်စစ်ကောင်းတာဒေါ်မွန်လည်းတိုက်စစ်ကောင်းတာเนาะအော်ခြေရယွေးမလားခြေရယွေးမလားကျွန်တော်ကခြေအရယွေးမယ်ဒီပွဲဘာကြောင့်လဲနှစ်သင်းဆုံးဂျာရက်မှာနည်းနည်းဘယ်လိုပြောမလဲအားဆိုင်ခဲ့ရအားဆိုင်ပြီးကန်ခဲ့ရလီဗာပူးသင်းလည်းဒါအားဆိုင်ပြီးမန်စီးတီးကိုအတကုံကန်ခဲ့ရတာပဲအဝေးကွင်းလည်းတွားကန်ရဒီ ဒေါမွားကျတော့အိမ်ကွင်းမှာဘီလာရီကိုအားတော့အရင်ဆိုင်ရှင်မှာဆက်ရလိမ့်မယ်အိမ်ကွင်းလည်းဖြစ်နေရတဲ့အတွက်ဒါပေမဲ့ဒီနေ့ဝင်ကွင်းပြန်လာခင်ရလာဆိုတော့ဒေါမွားလည်းဟိုပွဲနေနေပန်းပါပဲအဲ့တော့နတ်တင်ဆိုတော့ပွဲနေနေလေးပန်းနေနိုင်တယ်သူတို့ရင်ဆိုင်ခဲ့ရပြိုင်ပွဲတွေဒီပါတီပါချက်တွေမဟုတ်ဘူးချန်ပီယံလိမှာဒါနာမည်ကြီးအတင်းတွေဖြစ်နေပေါ့နော်အော်ဒီနေ့သားမှာနတ်တင်လုံးဒီနေ့မှာပွဲပန်းမှုတန်းကြောင့်ဂိုးတွေမြန်မြန်ဆန်ဆန်ရှိဖို့နည်းနည်းလေးခက်မယ်လက်ရှိဂိုးပေါင်းကြီးတန်းကလည်းပြော့လာတဲ့အနေထားမှာတော့ကျွန်တော်ကိုပေါင်းအပေါ်ကိုမကြိုက်ဘူးကိုပေါင်းအောက်ပဲကြိုက်ပါနော် အဲဒါကြောင့်ကျွန်တော်ကိုပေါင်းအောက်ကိုပဲရွေးချင်ရွေးချင်ရှင်နေခြေစွမ်းနေအရာဆိုရင်တော့ကိုပေါင်းအပေါ်တက်ဖို့၃လုံးရောက်ဖို့ကဘာမှမခက်တဲ့နှစ်တင်းရဲ့ခြေစွမ်းပါဒါပေမဲ့ကျင်းနုလာလာရဲ့ဂျာရဲမှာချန်ပီယံနီပွဲပန်းမှုဒဏ်နေရှိနိုင်တာကြောင့်ကိုပေါင်းအောက်လေးကိုပဲကျွန်တော်ကြိုက်ပါတယ်အဲဘော်ဒီကိုရွေးပေးပါမဖြစ်မနေရွေးပေးပါဆိုရင်တော့အဲလီဗာပူးလ်ကကျွန်တော်အလွန်လွန်လက်ထက်မှာတော့ကတော့ပိုကောင်းတာပေါ့ဗျာသိရမလား အဲတိုင်းဝါဒေါမွန်နဲ့ဘေဒေါမွန်လာလာ live လေးလာလာဘိုင်းရလာအကောင်လုံးရှင်ဖိုက်တာဒါပေမဲ့လက်ရှိနီးပြတက်မှာတော့အရင်အားရလျာတော့မကောင်းဘူးဆိုမဲ့စိုးရဲထဲတော့လည်းမပါဘူးပေါ့နော်အော် အင်ကွင်းအာတာချက်တော့ပိုရှိတယ်အင်ကွင်းဆိုတော့ဒါလို့ရေကရင်ပိုကောင်းတဲ့လီဗာပူးဆိုရင်ပဲရွေးရမှာဒေါမွန်ကြတော့ကျွန်တော်ကအင်ကွင်းတော့မယုံကြည်လို့မရဒေါမွန်အဝေးကွင်းကနည်းနည်းလေးအဲညံ့တဲ့ထဲပါတယ်ပေါ့နော်ယုံကြည်ထိတ်ချလို့မရဘူးဆိုတော့ကျွန်တော် body ဆိုရင်လီဗာပူးစင် body ကြိုက်တယ်ဂူပေါင်းအောက်ကြိုက်ပါနော်

ကိုပေါင်းအောက်ကတော့မောင်းနေလောက်ပဲစော့ပါ။ဘာကြောင့်လဲဆိုတော့ဒီနှစ်သင်းရဲ့ခြေစွမ်းရကိုပေါင်းအောက်ကြီးနေရတာခက်လန့်လန့်ကျွန်တော်ကြေးရတာယူရတာပေါ့နော်။အဲဒါကြောင့်ကိုပေါင်းအောက်ကိုတော့မောင်းနေလောက်ပဲစော့ body ဆော့ကျင်နေဆိုလီဗာကူနေ body ဆော့လို့ရပါတယ်နော်။အဲတော့ဒီဖိုင်လေးတော့ဒီလောက်ပါပဲ။ကျွန်တော်ဒီဖိုင်မှာစပိန်လာလီဂါနဲ့ဘွန်နဲလီဂါပွဲစဉ်တွေတုံးသက်ပေးသွားတာဖြစ်ပါတယ်။ညနေကြရင်တော့ဒါ Viber Feature နဲ့ Telegram Feature နဲ့ဒီမှာဒါမောင်းရွှေချယ်မှုတွေ၊ Feed ရွှေချယ်မှုတွေ၊ Online Tips ရွှေချယ်မှုတွေအကုန်လုံးသုံးသုံးလေးလေးထွက်ရှိမှာဖြစ်ပါတယ်။အဲညနေအစောပိုင်းအကြိုက်ပေါ်မူတည်ပြီးတော့ဒါစောစောလေးပို့ပေးသွား ွားပါမယ်เนาะအစောပွဲအရင်မကြိုက်ဘူးဆိုတော့ညာ၈နိုင်ဝင်ခြင်းမှာအကုန်လုံးတန်းစီပို့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ join မ join တဲ့ညီကိုရှင်ကိုမက်မှာ link နေချပေးထားပါတယ်မမဝင်ညာညီကိုရှင်လည်းဒါဆက်သွယ်ဖုန်းနံပါတ်တတိယအကောင့်နဲ့အကုန်လုံးကိုမက်မှာ link နေချပေးထားပါတယ်เนาะအားလုံးအစောနေ့ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုဖိုင်ပြန်လည်းတွေ့ဆုံကြပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေအားလုံးကိုလက်ပါခင်ဗျာ